ရှိသောဗျာဒခင်ကျေးတော်ကိုချင်းမွန်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့အခက်အခဲနဲ့ကောင်းချီးမင်္ဂလာဆိုရက်ကောင်းစီလေးနဲ့ခွာပေးတော့မှာဖြစ်ပါတယ်ဒိုင်လာခန်းနှစ်စာပိုက်7 22ကိုဖတ်ပါမယ်အရှင်မင်းကြီးမေးမြန်းတော်မူသောအရာသည် ခက်ခဲသောအရာ ဖြစ်ပါ၏လူပကတိနှင့်မဆက်ဆံသောဗျာဒခင်မတပါအဘယ်သူမြတ်အရှင်မင်းကြီးရှိတော်၌မထုတ်မဖော်နိုင်ပါဟုတပံ ပြန်ကြားလျှောက်ထားကြ၏သူစကားကိုကြားတော်မူလျင်ပြင်းစွာအမျက်တော်ထွက်၍ဘာဘလုန်မြို့၌ရှိသမျှသောပညာရှိသူကိုပယ်ရှင်းစေဟုအမိန့်တော်ရှိ။ဒါဘာဘလုန်နော်အင်ပါယာကြီးရဲ့အီဂရစ်မြင့်ကြီးနေဘုခတ်နေဇာသူအိမ်မက်ထူးဆန်းတဲ့အိမ်မက်မဲ့တယ်ပေါ့။အဲ့မှာသူ့ရှိမှရှိတဲ့ပညာရှိတွေခေါ်တယ်အိမ်မက်အနဲ့ပြန်ခိုင်းတယ် ဒါပေမဲ့ तू อ่ะအိမ်မက်ကိုမပြောပြမပြောပြတဲ့ခါကျတော့မဖြစ်အ내ဘယ်လိုပြနိုင်မလဲဗောနော်အဲ့ခါမှာသူတို့ကမဖြစ်နိုင်ဘူးခုနဖတ်တဲ့ကျမ်းစာရဆိုရင်တော့ဖះပဲလုံနိုင်မယ်တဲ့ဒါကကျန်တဲ့လူမလုံနိုင်ဘူးတဲ့ဆိုတော့ဘယင်ကအကုန်တက်ကွာဆိုအမိန့်ထုတ်တာဟာမိန့်ထုတ်တော့အဲ့ဒီမှာဒိုင်လာတို့လည်းရှိတယ်ဒိုင်လာကကြားတဲ့ခါကျတော့ သူတို့ငယ်ချင်းတွေအေးသူများလို့မတည်အောင်ငါတို့ဆူတောင်းကြအောင်တဲ့နော်ဒီခက်ခဲနေနေတဲ့အရာတွေကိုဟလာအိမ်မက်တွေကိုဖော်ပြနိုင်တာဖျားရှိတယ်ဆိုတော့သူတို့ဆူတောင်းကြတယ်ဆူတောင်းတဲ့ခါမှာတိုင်လကအဲ့ဒီအိမ်မက်ကိုလဲပြောပြတယ်အထိဘယ်ကိုလဲရှင်းပြတဲ့ခါမှာဒီနေ့တိုင်လဟာနော်အဲ့ဒီဘာဘီလုန်အင်ပါယာမှာဝင်ကြီးတစ်ပါးဖြစ်လာတယ် ဆိုတာတွေ့ရတယ်ဆိုတော့သူ့ရဲ့ဟောဒိုင်လာအဖြစ်အဲ့ဒီမှာရှိသမျှသောပညာရှိတွေအားလုံးလည်းဒေဘေးကလွတ်မြောက်ကြတယ်ဆိုတာတွေ့ရပါတယ်เนาะဒါကြောင့်ဒီเนาะဘလို့ခေါ်မလဲဘာဘလုံနန်းတော်မှာတွေ့ရတဲ့အခက်အခဲပြဿနာကြောင့်ပဲเนาะဒိုင်လာဟာသူကိုယ်တိုင်လည်းကောင်းကြီးမင်္ဂလာ ဖြစ်တယ်လို့เนาะ သူ့ရဲ့လုပ်ပတ်ခံဘက်တွေလည်းကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုတာတွေ့ရပါတယ်သူတို့ဘာပဲเนาะဒီယောသတ်ယောသတ်လည်းအလုံးတည်တဲ့အတိုင်းပဲဟောဂျုံဖြစ်တယ်ပြင်းထောင်ကြတယ်ဆိုတော့အခက်အခဲမျိုးမျိုးနဲ့သူရန်ဆန်ရတယ်ပေါ့အဲ့တော့အဲ့လိုထောင်ကြတော့ကြောင့်เนาะဘာဖြစ်လဲရှင်ဘီရင်နဲ့တွေ့ဖို့အကြောင်းဖြစ်လာတယ်ပြီးရင်ဘာဖြစ်လာလဲဆိုတော့ ဣဂျစ်နိုင်ငံရဲ့ဒုတိယဘုရင်ဖြစ်ရတဲ့ခွင့်ရတယ်။အဲ့ခါမှာဣဂျစ်တနိုင်ငံလုံးလည်းကောင်းကြီးဖြစ်တယ်သူလည်းကောင်းကြီးဖြစ်တယ်သူ့ရဲ့မိသားစုလည်းကောင်းကြီးဖြစ်တယ်။ထွေမမကပေါင်းတကဘလုံးစာခေါင်းပါရဆိုတော့အဲ့နိုင်ငံပဝန်းကျင်မှာရှိတဲ့နိုင်ငံအလုံးလည်းကောင်းကြီးဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ဒါကဒီယောသတ်တွေ့ရတဲ့အခက်ခဲကြောင့်เนาะခံရတဲ့ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။နော်နောက်တစ်ခါတော့ ဒါဝိပေါ့ဒါဝိလည်းခက်ခဲနဲ့တွေ့ရတယ်ဗာလဲအဲ့ခက်ခဲကတော့ကောလက်ဆိုတဲ့ဟာလူဘလူကြီးအဲ့တော့အဲ့လူဘလူကြီးကြောင့်ဣသရေလဣသရေလနိုင်ငံကြီးဟာဟာခက်ခဲဖြစ်နေတယ်သူစိန်ခေါ်နေတာရပောင်း40တောင်ရှိနေပြီအဲ့တော့ခက်တွေ့နေတာပေါ့အဲ့ချိန်မှာဒါဝိကကောလက်ကိုရန်ဆိုင်တဲ့ခါမှာနိုင်တယ်ပေါ့နိုင်တဲ့ခါမှာတင်တဲ့တနိုင်ငံလုံးနဲ့ အနာပေါဝင်ခြင်းမှာရှိတယ်လို့အလုံးကဒါဝိတ်ကိုနော်ဘယင်ဖြစ်လာဖို့အတွက်အလိုရှိလာကြတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဧတရီလတိုင်းပြည်လဲခုနဖိလိတိနော်ကောလေရဲ့ချင်းချောက်ချင်းရနေလွတ်မြောက်ခွင့်ရရှိတယ်စစ်နိုင်ရတဲ့ခွင့်ရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါဝိတ်လည်းကောင်းကြီးဖြစ်တယ်ဩဧတရီလလည်းကောင်းကြီးဖြစ်တယ်ဆိုတော့တွေ့ရတယ်နောက်ဆုံးအနေနဲ့ ဒီပေါ်လူနဲ့တိလထောင်ကြတယ်မတရားဖြင့်ထောင်ထဲမှာညံပါနစ်ဆက်ခံရတယ်ပြင်ထောင်ချတယ်နော်ညံပါနစ်ဆက်ရင်ခံရတယ်ပြင်ထောင်ချတယ်ပေါ့နော်အဲ့လိုထောင်ကြတော့ဖြင့်အတူချုံပြောမယ်ဆိုရင်တော့ဟာလာငလင်လှုပ်ပြီးတော့မှထောင်တကားတွေပွင့်ပြီးတော့အဲ့တော့ထောင်မှုနဲ့မိသားစုဟာကဲတင်ချင်းတို့ရောက်တယ်တမန်တရားတိခွန်ရရှိကြတယ်ဆိုတွေ့ရတယ်ဆိုတော့ ေါလုနဲ့တိလာတွေ့ကြုံရတဲ့အခက်အခဲပြဿနာကြောင့်ထောင်မှုနဲ့မိသားစုကောင်းချီးမင်္ဂလာခံရတယ်ဆိုတွေ့ရပါတယ်။ဒါကြောင့်ဓမ္မမေဆွေဒီနေ့အားပေးချင်ပါတယ်။သင်ပါအခက်အခဲပြဿနာတွေရင်ဆိုင်နေရပါတယ်။ဒီအခက်အခဲတွေဟာဒီအခက်အခဲတွေဟာသင်ဝင်လာဝါမျိုးနေခြင်းမဟုတ်ပါဘူး။သင်ကဖြတ်ကျော်နေရတယ်ဆိုတော့နားလည်ပါ။ရှစ်မှာကောင်းချီးမင်္ဂလာစောင့်နေပါတယ်။ဒါကြောင့် တင်ကျွတ်ကြုံရတဲ့အခက်ခဲကြောင့်စိတ်မပြတ်ပါနဲ့အားပေးချင်ပါတယ်။နော်စိတ်မပြတ်ပါနဲ့အဲ့ဒီခက်ခဲကိုဘုရားသခင်ကတင်ခံနိုင်တဲ့အခက်ခဲပဲပေးတာဖြစ်ပါတယ်။တင်မခံနိုင်တဲ့အခက်ခဲပြဿနာကိုပြီးတွေ့ခွင့်လည်းမပေးပါဘူး။တော့နားလည်ပြီးတော့မှအော်ဒီခက်ခဲပြဿနာဟာငါ့အတွက်ကောင်းချီးမင်္ဂလာဖြစ်ဖို့ပဲ။နော်အဲငါရဲ့ကောင်းချီးမင်္ဂလာဟလာအတွက် ဒီနေ့ဒီခက်ခဲပြဿနာပေါ့ငါရင်ဆိုင်နေရတယ်ဆိုပြီးတော့မှဒီအခက်ခဲကိုဟာလာအခွင့်ရေးလို့အမြင်ပါအပစ်ချင်တယ်အခွင့်ရေးကတော့ကိုတယောက်တည်းမဟုတ်ဘောနော်ခုနပြောတဲ့အတိုင်းပဲနော်ကိုနဲ့ဆိုင်တဲ့သူတွေတိုင်းပြည်ကဘာလုံးနော်လူတချို့ကိုကိုရိုင်ရောကောင်းချီးမင်္ဂလာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီနေ့နှုတ်ကပတော်နားထောင်တဲ့အဲမှာခက်ခဲနဲ့ရင်ဆိုင်နေရတဲ့သူဖြစ်တဲ့ဆိုတော့ဒီနေ့ခွာယူလိုက်ပါ နော်ငါသားငါသမီးနော်မင်းကငါပြောနေတယ်မင်းတွေ့တဲ့အခက်ခဲပြဿနာရဲ့ဟာလားနောက်မှာကောင်းချင်းမင်္ဂလာငါပြင်ဆင်ထားတယ်လို့တင်းကိုပြောနေပါတယ်အဲ့ဒါကောင်းချင်းမင်္ဂလာကတော့တင်းအတွက်တင်းဘောပြောင်းဖို့လည်းဖြစ်နိုင်တယ်လို့တင်းမိသားစုတော့မဟုတ်တင်းပဝန်ချင်းတင်းနိုင်ငံကဘာကြီးကောင်းချင်းမင်္ဂလာဖြစ်ဖို့ဖြစ်ပါတယ်လို့ခေါ်ပေးနေအနေကုန်ချုပ်ပါတယ်ဘုရားခင်နေတင်းတို့အားလုံးကောင်းချီးပေးပါစေတော့ Amen.